နားပိုက်ထရကလေးလေးတွေရဲ့ကံကြမ္မာလွန်ခဲ့တဲ့နေ့အနေငယ်လောက်ကပေါ့မဆူနဲ့မလားဆိုရဲမိဘမဲအမွာညီမလေးနှစ်ယောက်ဟာလိုင်းကားသီးပြီးတော့ခရီးထွက်လာခဲ့ကြပါတယ်။လမ်းမရုတ်တရက်ကမီးလောင်ပြီးတော့ကြောက်သေးကြသွားခဲ့ပါတယ်။ကလေးတွေကအယမ်းငယ်သေးတော့ကားကြောက်သေးပြုတ်ကျသွားတာနဲ့လန့်ပြီးတော့တတိလက်သွားတာပေါ့။ညီမတယောက်ကကားရီးအပြင်တနေအောင်ထွက်ကျသွားတာကညီမတယောက်ကတော့ကားပေါ်မှာပဲကျန်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ရဲ့ကံကြမ္မာကသူတို့ကိုမတူညီတဲ့နေရာနှစ်ခုပို့ပေးလိုက်ပါတယ်။ မတူညီတဲ့ပုံစံတွေနဲ့ကြည်ပြင်းလာပြီးရဲ့နောက်မှာတော့မြန်မာတယောက်ကချမ်းသာပြီးရဲ့ယောက်ျားနဲ့လက်ထပ်လိုက်ပါရင်တခြားတယောက်ကတော့ဆင်းရဲသားတန်ခါးတဲ့တယောက်နဲ့လက်ထပ်လိုက်ရတာပေါ့အဲဒီလိုနဲ့အချိန်လေးကုံဆုံးလာခဲ့ပါရင်တညောင်းမှာတော့ခဝင်ချင်းနဲ့မက်ဆူဟာခရင်ပေါ်မှာနာကျင်မှုဝေဒနာကြောင့်ညှဉ်းညွပြီးတော့အောင်းငုံနေရှာပါရဲ့ခနာကြမှာတော့ဒီမှာချစ်စရာကောင်းတဲ့အမွာလေးသုံးယောက်ကိုမွေးဖွားလိုက်ပါရဲ့တယောက်ကယောက်ျားလေးဖြစ်ပြီးနှစ်ယောက်ကတော့မိန်းကလေးပါဒီမရဲ့ယောက်ျားကအလုပ်ကိစ္စနဲ့ခေးထွက်နေရဖြစ်ပါရဲ့ မတ်ဆူရဲ့လင်ကြီးမဖြတ်သူမတ်အေးနဲ့သူမရဲ့ယောက်ျားကိုကျော်တို့ကတော့မတ်ဆူရဲ့အိမ်ကိုရောက်နေကြပါတယ်။ကလေးသုံးယောက်ကိုမွေးဖွားပြီးတဲ့အချိန်မှာတော့မတ်ဆူကတတိလက်သွားပါတယ်။အဲဒီအချိန်မှာမတ်အေးနဲ့ကိုကျော်တို့ကအချင်းချင်းနေပြောကြပါတယ်။အခုဘာလို့ဆက်ပြတ်တော့မှာလဲ။သူဟာတာယောက်ျားလေးမွေးထားတာ။အဲ့ဒါပဲငါလည်းစဉ်းစားနေရလေမတ်အေးရဲ့။အခုချိန်မှာငါတို့မှသားသမီးရလည်းမရသေးဘူး။အဲ့တော့အမွေဒီအားလုံးကမတ်ဆူရဲ့တားနာမည်နဲ့လွှဲပြောင်းခံရတော့မှအဲ့လိုလေကျမလေးလုံးဝအဖြစ်မခံနိုင်ဘူး ကျမရဲ့သားလည်းမကြခင်ဒီလောကကြီးတည်းရောက်လာတော့မှအမွေရဲ့အကောင်လုံးကကျမသားအတွက်ပဲဖြစ်ရမယ်။မအီးကလည်းကိုဝင်လွယ်ထားပါရဲ့။ဒါပေမဲ့မအီးထက်အရင်မဆူဟာတာယောက်ကြလေးကိုမွေးဖွားခဲ့တာပါ။အဲဒါကြောင့်မအီးနဲ့ကိုကျော်တို့ကတော့ဒီကလေးကိုလောကကြီးတရားနေမောင်းထုတ်ချက်နေရဖြစ်ပါရဲ့။အဲ့တော့ဆိုငါတို့ဘာဆက်လုပ်ကြမလဲ။အဲ့ဒီကလေးကိုတပ်ပြက်လိုက်ရမလား။ကိစ္စအီးအောင်လို့ကလေးသုံးယောက်လို့ကွန်တက်ပြစ်လိုက်မယ်။မဆူဟာသတိလက်နေခဲ့ပါရဲ့ အဲ့တော့အခွင့်ကောင်းယူပြီးတော့မတ်အီးနဲ့ကိုကျော်တို့ဟာကလေး၃ယောက်လုံးကိုချီကကြောက်ကပါပေါ့ခေါ်သွားခဲ့လာပါတယ်။ကလေး၃ယောက်လုံးအတန်အချိန်နဲ့အောင်းငုံနေကြတာပေါ့။ဒါပေမဲ့လည်းကလေးငုံနေတာကြီးကြည့်ပြီးတော့မတ်အီးတို့ကိုကျော်တို့ရဲ့စိတ်ထဲမှာစင်နာစိတ်နဲ့နေမှမဝင်ခဲ့ပါဘူး။ဟာဟာဒီကြောက်ကပါကနေကလေး၃ယောက်လုံးမျက်တည့်ကိုပြစ်ချလိုက်မယ်။မတ်အီးနဲ့ကိုကျော်တို့ဟာရီမော့ကကလေး၃ယောက်ကိုမျက်ထည့်ပြစ်ချလိုက်ပါတယ်။ကလေး၃ယောက်လည်းတောင်ပေါ်ကနေမျက်ရည်တွေပြုတ်ကျသွားပါတယ်။ မတ်အီးနဲ့ကိုကျော်တို့လည်းဝမ်းသာသွားပြီးတော့အိမ်ပြန်လာကြတာပေါ့နောက်တနည်းမနဲ့မှာတော့မဆူလေသတိပြန်ရလာပါရဲ့မဆူရဲ့ယောက်ျားဖြစ်သူကိုထွန်လေးခရီးကနေပြန်ရောက်လာပါပြီအဲဒီခါမှာမတ်အီးကလှုပ်ဆက်ခင်းပြီးတော့ပြောပါတော့တယ်ကလေးဟုတ်လားကလေးကအမွေးပြပြချင်းသေးသွားခဲ့တာမဆူကလည်းသတိလက်နေရလေခဲဟိုကလည်းဒီမှမရှိဘူးအဲအကြောင်းကျမတို့ကပဲကလေးကိုတကြိုပေးလိုက်ရတာပါထိုစကားကိုကြတော့မဆူရောကိုထွန်မှငုံကုန်ကြပါရဲ့ ခင်မနဲ့အခုဖြစ်သူပြောနေတာတွေကိုရုံဖို့ရလဲပြီးတော့သူတို့မှတခြားရွေးချယ်စရာလမ်းလည်းမရှိခဲ့ပါဘူး။မတ်အီးနဲ့ကိုကျော်တို့ကလည်းသူတို့အစီအစဉ်အောင်မြင်ပြီးဆိုပြီးတော့ပြောနေကြတာပေါ့။အခုဆိုရင်သူတို့ရဲ့ကလေးတွေကအမွေတွေကိုပိုင်ဆိုင်ရောက်တော့မယ်ပေါ့လေ။ဒါပေမဲ့ကန်တရာအစ်ကိုစမ်းချေပါရဲ့။ကန်တရာကပဲကလေး၃ယောက်ကိုမသိစေဘဲနဲ့အသက်ဆက်ရှင်စေပါရဲ့။ကလေး၃ယောက်ကရေထဲမှာခိုက်ခိုက်တောင်းအောင်ခြံပြီးအောင်းငုံရင်းနဲ့ရေစီးနဲ့မျောပါသွားတာပေါ့။ရှိတယ်မှလည်းမနဲ့တလို့ချဲအီးမှုကြောင့်အသက်လည်းမသေးသွားခဲ့ပါဘူး။ အဲဒီမြက်ထဲမှာငါးမအကြီးကြီးသုံးကောင်နေထိုင်ပါတယ်။အဲဒီငါးသုံးကောင်လုံးကကလေးသုံးယောက်လိုမျိုးချလိုက်တာပေါ့။ငါးရဲ့ပိုက်ထဲကိုရောက်မှကလေးတွေလည်းအနှွေးထဲရောက်သွားတာဖြစ်ပါတယ်။အဲဒီလိုနဲ့ကလေးသုံးယောက်လိုအသက်ရှင်သွားကြပါတယ်။နောက်နေ့မနေ့မှာတော့အဲဒီငါးသုံးကောင်ကရီစီနဲ့အတူမျောလာကရွာလေးတွေရောက်ရောက်လာပါတယ်။အဲ့ဒီရွာမှာမလာရဲ့ယောက်ျားဖြစ်သူတန်ငါသေးကိုဟန်သာနေထိုင်တာပေါ့။ကန်တရားရဲ့အလဲပြောင်းကိုကြည့်ပါဦးနော်။ကိုဟန်သာအဲ့ဒီမနက်ခင်းမှာပဲ အဲ့ဒီမြက်ထဲကငါဖမ်းဖို့ထွက်လာတာပေါ့ငါကြီးမဖမ်းမိတာဒီနေ့နဲ့ဆိုရင်ငါရက်တောင်ရှိပြီဖះတရားမလို့ဒီနေ့တော့ငါကြီးဖမ်းမိပါစေအဲ့လိုပြောပြီးတော့ကိုဝန်သားမြက်ထဲကိုပိုက်ကုန်ပြက်ချလိုက်ပါတယ်ထုံငါကြီးကြီးတုံးကောင်ဟာလေပိုက်ကုန်နဲ့မိသွားတာပေါ့ဖမ်းမိထားတဲ့ငါတွေကိုကြည့်ပြီးတော့ဟန်သားအယံပြောသွားပါတယ်ဟာမိုက်တယ်ကွာငါကြီးကြီးတုံးကောင်တော့ဖမ်းမိထားတယ်ဖះသခင်ဂျေဇူးမြားကြီးတင်ပါတယ် ခုဟန်သားလေငါးသုံးကောင်လုံးနဲ့အတူအိမ်ပြန်လာလိုက်တာပေါ့အိမ်မသူ့ရဲ့မိန်းမဖြစ်သူမလာသူ့ကိုစောင့်နေပါရဲ့မလာကလေးမမွေးနိုင်ပါဘူးအဲဒါကြောင့်ခုဟန်သားနဲ့သူမဟာအမြဲလိုလိုစကားများပြီးတော့ရန်ဖြစ်ကြတာပေါ့အိမ်မစားစရာလေးဘာမှမရှိပါဘူးအဲဒါကြောင့်မလာကခုဟန်သားအလောင်းထိုင်စောင့်နေရဖြစ်ပါရဲ့ကိုဝန်သားလေးငါးကြီးကြီးသုံးကောင်ယူပြီးတော့အိမ်ရောက်လာပါရဲ့ဟေးဒါပါလေငါးကြီးကြီးသုံးကောင်တော့မလားဒီနေ့တော့အကိုလောက်တာတကယ်မိုက်တာပဲအေးဟုတ်ပြီဟုတ်ပြီ ငါ့အမျက်နှာချူလာသွေးမနေနဲ့။ကလေးတယောက်လောက်မမွေးနိုင်ပဲနဲ့မျက်နှာချူကလာသွေးနေသေးရဲ့။ရှင်းရပါဖြစ်လို့အမြဲတမ်းအဲ့ဒီကလေးကိစ္စကိုပဲထည့်ပြောနေရလေ။ထည့်မပြောတော့ငါဘာလုပ်ရမှာလဲ။ယောက်ျားတိုင်းရဲ့အိမ်မက်သူတို့တနည်းကြရင်အဖေဖြစ်ခွင့်ရဖို့ပဲလေ။နေရငါ့အိမ်မက်ကိုအကောင့်ထဲပေါ်မပေးနိုင်ဘူး။အခုသွားတော့ငါတွေကိုခောက်ထည့်ပြီးတော့မှဟင်းသေးချာချက်ငါရေချိုးပြီးတော့လာခဲ့မယ်။ကလေးမမွေးနိုင်တဲ့အတွက်မလလေအမြဲလိုလိုအားငယ်စိမ်းနဲ့ရှင်သန်နေရတာဖြစ်ပါ යි ။ ဒီကြားရဲ့ကိုဝန်တာပြောတာဆိုတာလေခံရပါသေးရဲ့မလာလေဘာမှမတက်နိုင်ဘူးပေါ့အဲ့တော့သူမလည်းငါးတွေကိုယူပြီးတော့မိဖို့ကြောင့်နေဝင်လာပါတယ်ငါးတကောင်ခုတ်လိုက်တာနဲ့ငါးတွေကနေကလေးလေးတယောက်ထွက်လာပါတယ်မလာလေထို့ရောက်မြင်ပြီးတော့အရန်အံ့ဩသွားတာပေါ့အမလီဒါဘာတွေဖြစ်နေရလဲငါးရဲ့ဘိုက်ထဲကနေကလေးကဘလို့ထွက်လာတာလဲမလာလေအဲ့လိုပြောပြီးတော့နောက်ထပ်ငါးတကောင်ထပ်ပြီးတော့ခုတ်လိုက်ပါတယ်အဲ့ဒီငါးရဲ့ဘိုက်ထဲကနေလဲကလေးတယောက်ထွက်လာပါသေးရဲ့ တတိယမြောက်ငါးကနေတော့တားယောက်ကြလေးထွက်လာတာပုံမလလည်းရမ်းထိတ်လန့်သွားတာပဲငါးရဲ့ဘိုက်ထရနီကလေးသုံးယောက်တောင်ထွက်လာတာလားဒါသိက်ကိုစမ်းကြည့်ရပဲဖျားသခင်ကငါ့ကိုဒီလိုနီးနဲ့အမေဖြစ်ခွင့်မရအောင်အခုရေးပြီးလိုက်ကြပဲအခုတည်းမယုံနိုင်သေးဘူးကိုဝန်တာမြင်လဲသိက်ကိုဝန်တာသွားမှာမလရမ်းဝန်တာနေရှာပါလေဒါမဲ့သူမတွေးထားသလိုတော့ဖြစ်မလာခဲ့ပါဘူးဒီကလေးသုံးယောက်ကနင်းစီကိုဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲမနေ့ကအထီတော်နင်းကလေးတယောက်မှမွေးပပိနိုင်အောင် ဒါဘသူ့ရဲ့ကလေးတွေလဲဘသူ့ရဲ့ကလေးတွေလဲဟုတ်လားရှင်ပေါင်းဆွလို့ကျင်တာလေကျမဘာမှမကောင်းတာမလုပ်ထားပါဘူးမကောင်းတာမလုပ်ဘူးဆိုရင်ဒီကလေးတွေကတိပင်းပေါ်နေကြလာတာလားဟမ်မဟုတ်ပါဘူးကလေးတွေကငါးရီကနေထွက်လာတာဒီငါးသုံးကောင်လို့ရဲ့ပိုက်ထဲမှာကလေးသုံးယောက်လုံးရှိနေရငါ့ကိုယူနေရများထင်နေလားဟမ်ခိုးခိတ်ကငါးရီကပါတဲ့ကလေးထွက်တယ်ဟုတ်လားကျမလည်းလိန်ပြောနေတာမဟုတ်ပါဘူးလေကျမပြောတာရုံမှား ဖျားသခင်ကကျမတို့မိဘဖြစ်ခွင့်ပေးလိုက်တာပါ။ငါ့အယူလာမလုံနဲ့။တခြားသူနဲ့ရထားတဲ့ကလေးကိုငါတာဝန်ယူပေးရမှာလား။တင်းကနေထွက်သွားစမ်း။နင်းလုံမင်းမငါ့အိမ်မှာဆက်မထားဘူး။ကိုဝန်တာကမလောက်အထင်လွဲပြီးအိမ်ပေါ်ကနေနင်းချလိုက်ပါရဲ့။တနာပြကောင်းနဲ့မလဟာထိုကလေးသုံးယောက်ကိုခေါ်ပြီးတော့ထွက်လာလိုက်တာပေါ့။ဒီကလေးသုံးယောက်ကသူမရဲ့အမွာညီမရဲ့ကလေးတွေဆိုတာသူမလည်းမသိရှာပါဘူး။မလလည်းလမ်းပေါ်မှာတောင်းစားပြီးကလေးသုံးယောက်လုံးကိုကျွေးမွေးဆောင်ရှောက်ပါတော့တယ်။ လာနေငယ်လောက်ကြတော့မအီလေတားယောက်ကြောင့်လေးတယောက်ကိုမွေးဖွားလိုက်ပါရဲ့မအီကတော့အခုဆိုရင်အမွေဒီအားလုံးကသူသားတယောက်ပဲရမယ်ဆိုပြီးတော့အယံဝန်းတာနေရပေါ့ကျမတို့ရဲ့အစီအစဉ်ကတကယ်လို့ဖြစ်သွားပြီနော် ကျမတို့တာလေးကကြီးလာရင်အမွေဒီအားလုံးစက္ကန့်အရောမှာကျမတို့နှစ်ယောက်ကတကယ်ကိုအရှင်သခင်နဲ့သခင်မကြီးဖြစ်လာလိမ့်မယ်ဟုတ်တယ်ဟုတ်တယ်မဆူးနဲ့ကိုထုံးတို့ကလေငါတို့ရဲ့လက်အောက်မှာနေပြီးတော့အလုံးလုံးဝလိမ့်မယ်တားယောက်ကြလေးမွေးလိုက်တာနဲ့ပဲမအီရဲ့အပြုတ်မှုတွေကပြောင်းလဲလာပါ යි မတ်ဆိုဒီနေ့ငါထမင်းမချက်နိုင်အောင်နော်နေမဲချက်လိုက်တော့ဟုတ်ကဲ့ပါအမရေဒါပေမဲ့အမပကံတော့ဆေးပေးမယ်မလားဟင်အဲ့ဒါလည်းငါမလုပ်ပေးနိုင်အောင်မမြင်ဘူးလားငါသားလေးနဲ့ငါအလုရှုံနေရလေငါသားအရွယ်ရောက်လာရင်အကောင်လုံးဆက်ပြီးတော့ထိမ့်သွင်းသွားအောင်မအဲ့တော့သူ့အသေးချာပြုစုပေးရမယ်လေတဖြည်းဖြည်းနဲ့မအေးရအိမ်လုံးတူဘာမှမလုပ်တော့ပါဘူးအိမ်ရတာဝန်ကြီးအလုံးကမဆူးပေါ်မှာကြောက်ရောက်လာပါရဲ့မအေးရလည်းသူ့ရဲ့သားကိုချက်ချင်းခင်ခင်နဲ့ပြုစုပါတော့တယ် အဲ့ဒါကြောင့်မို့လဲသူ့ရဲ့သားတဖြည်းဖြည်းနဲ့ပြက်စီးလာတာပေါ့သူ့သားကိုလည်းမောင်ကောင်းလို့နာမည်ပေးထားပါရဲ့နည်းနည်းလေးရွယ်ရောက်လာတာနဲ့မောင်ကောင်းကလူကြီးတွေကိုရရန်ဆန်ဆန်ပြောလာတာပေါ့ဒီမှာတော့ဆိုအလုံးလေးတစ်ခုတော့သေးချာမလုပ်နိုင်ဘူးလားခုတော့အဲ့လိုပဲပြောရလားသားလေးအဲ့တော့ဘယ်လိုပြောမှာလဲနည်းလည်းပစက်ပိတ်ထားနေရောနေမင်းမရောငါတို့ကကျွေးမွေးထားတာဒါအရေးရှင်နေနေတို့နှစ်ယောက်လုံးငါ့ညာနေနေချလိုက်မယ် မင်းရင်နဲ့ကိုကျော်လူကအမဲသူလူရဲ့သားဘက်ကနေပဲလိုက်ပါပြီးတော့ပြောပါရဲ့။ငါသားပြောတာလည်းမှန်တာပဲလေ။အေးလေဘာမှဆရာရှိလို့လဲလုံးဆရာရှိတာလို့ပါဇက်ပိတ်ထား။ဒါမဲ့သူတို့အရန်ချက်တဲ့သူတို့သားသူတို့ကိုဘာပြန်လို့မလဲဆိုတာသူတို့လည်းမသိပါဘူး။တစ်ဖက်မှာလည်းမလာကလေးကိုသုံးယောက်လုံးတွေးမွေးဆောက်ရှောက်ပါရဲ့။အခုတော့မတို့ရဲ့နေ့နေ့တော့တော့စွန့်ချိပေးကြပါ။ကျမရဲ့ကလေးတွေကိုစာသင်ပေးချင်လို့ပါ။မလာကသားလေးကိုတော့ဖူလုံလို့နာမည်ပေးထားပြီးတော့ ။သမီးလေးနှစ်ယောက်ကိုတော့စိတ်များနဲ့ခွာညုံလို့နာမည်ပေးလိုက်ပါရဲ့။အမေအမေကဘာလို့တောင်းစာလဲ။ဘာလို့လဲဆိုတော့အမေမှာပတ်သက်မရှိလို့ပေါ့ကွယ်။အဲဆိုသားတို့လည်းအမေနဲ့တူတောင်းစာမယ်လေ။ဟမ်ဟမ်မလို့ရအောင်တာရဲ့။ကလေးတို့တောင်ယောက်ကပညာတွေသင်ပြီးတော့အလုပ်ကောင်းကောင်းသင်ရမယ်လေ။အမေအားလုံးထိန်းနိုင်ပါရဲ့။ကလေးတို့တောင်ယောက်ကပညာဝယ်ကျိုးစားသင်ယူကြနော်။ကလေးတွေလည်းစာအုပ်တေချာလောက်ကြပါရဲ့။အဲဒီလိုနဲ့ကလေးသုံးယောက်ကအရွယ်ရောက်လာကြတာပေါ့ သူတို့တော့ရောက်လုံးကအလုတ်ကောင်းကောင်းလေးတွေရသွားကြပါတယ်။မလလေအနားယူလို့ရသွားတယ်။တစ်ဖက်မှာလေမောင်ကောင်းကအရွယ်ရောက်လာပြီးတော့မိသားရဲ့ဆုရဲ့စီးပွားရေးကိုစတင်လှုပ်ဆောင်နေ။အဲဒီချိန်ကစပြီးတော့သူကပို့ပြီးတော့မမနာတွေထောင်လာတာပေါ့။တနည်းကြတော့သူ့မိပြောလိုက်တဲ့စကားတခွန်းကြောင့်သူကဒေါသထွက်သွားပါတယ်။ငါ့ကိုဘာလေးလာပြောနေရလဲ။ငါကဒီပိုင်ဆိုင်မှုတွေရဲ့သခင်နော်။နေ့ကိုဒီစပိုင်ဆိုင်မှုတွေရဲ့သခင်ဖြစ်အောင်ငါလှုပ်ပေးထားတယ်ဆိုတာမမေ့နဲ့လေ။အော်အဲ့လိုလား။ဒီရင်ကနေထွက်သွားကြစမ်း။ သူကသူ့ရဲ့မိဘရောဦးလေးနဲ့အတော်ဟောပါအိမ်ပေါ်နေနေချလိုက်တယ်။မအီးနဲ့ကိုကျော်လေးသူတို့ရဲ့အမအတွဲနောင်တရကြတာပေါ့။သူတို့လေးယောက်လေးလမ်းပေါ်ရောက်ကုန်ကြပါရဲ့။ဒီနေ့မှတော့ခိုးလုံးကသူတို့တောင်းစားနေရတွေ့သွားတယ်။မဆူနဲ့မလာတို့ကရုပ်ချင်းဆင်တူးကြတာပေါ့။ဒါကိုမြင်တော့ဖိုးလုံးလည်းလမ်းသွားပါရဲ့။ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ငါသူတို့အင်ခေါ်သွားမယ်။ဖိုးလုံးကသူတို့လေးယောက်စလုံးအင်ခေါ်သွားကြတာပေါ့။မဆူနဲ့မလာတို့လည်းအံ့ဩသွားကြပါရဲ့။ညီမလေး နင့်အသက်ရှက်နေသေးရလားဟုတ်ပါရဲ့မမရဲ့ငါအသက်ရှက်နေခဲ့တာဟဲ့ကြည့်ပါဦးငါတို့ရဲ့ကံတရားကိုလေအဲ့လိုနဲ့ကွဲကွာသွားတဲ့ညီမနှစ်ယောက်ပြန်လဲပြီးတော့ဆုံစီကြပါရဲ့မလာကလေးတောင်ရောက်သူမဆီကိုဘလို့ရောက်သွားတယ်ဆိုတာပြောပြမှာမအီးကသဘောပေါက်သွားပါရဲ့မအီးကသူ့အမအဝင်ခံပြီးအားလုံးအမှန်တိုင်းပြောပြလိုက်တာပေါ့မဆူလေသူမရဲ့ကလေးတွေပြန်ရောက်သွားပါရဲ့အခုဆိုပိုင်ဆိုင်မှုတွေအားလုံးဖုံးလုံးနမယ်နဲ့ပဲလွှဲပြောင်းပေးလိုက်ပါရဲ့မောင်ကောင်းတော့အိမ်ကနေမောင်းထုတ်လိုက်ပါရဲ့ မဆူဝမအီးနဲ့ကိုကျော်တို့ကိုလည်းခွင့်လွှတ်လိုက်ပါရင်အရင်ကတော့အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတော့တယ်